တရင်ညလာပြီနေဆိုတာမြတ်စွာဘုရားလက်ထက်တော်ခကလာတော်ကခရဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါထွင်းကာလမှာမြတ်စွာဘုရားဟာတဝရိသနတ်ပြည်တက်ပြီးတပိဓမ္မတရားကိုခေါ်ချခဲ့ပြီးဒီကနေ့ဒုပြည်ကိုပြန်လေကြွာလာတဲ့အမတ်တရားနေ ဒီနေ့ဟိုပဲဗိဓမာခါရနေလို့ဆိုတာဗိဓမာခါရနေဆိုတာဗိဓမာတရားဟောတာကဝါဇုလမကျတရားနည်းစီစပြီးတော့ဟောတာတရင်ညလာပြီးနေစဉ်ပြီးတယ်အဲ့တော့ဗိဓမာတရားဟောလို့ဆုံးသက်တဲ့နေ့လို့ဒီလိုမှတ်ရမှာဒါကိုပဲဗိဓမာခါရနေလို့ဆိုပြီးမြတ်ပြည်မှာမှတ်သားနားလည်ထားကြတယ်ပေါ့နော်ဗိဓမာတရားစတင်ဟောတာတော့ ဝါဆိုပြီးတဲ့ဝါဆိုတဲ့နေ့ကနေစပြီးတော့ခေါ်ကြခဲ့တာဖြစ်တယ်။၃လကြာအောင်မြတ်စွာဘုရားပြိမာတရားတော်ကိုတာဝန်ရင်းသားနတ်ပြည်မှာ ဟောကြားပြီးဒီကနေ့ပဝရဏပြုပြီးတဲ့အခါမှာတာဝန်ရင်းသားနတ်ပြည်ကတရားမင်းဖန်ဆင်းတဲ့ရွှေဆောင်နှံငွေဆောင်နှံပရမယာဆောင်နှံလို့ဆိုတဲ့ဆောင်နှံ၄ကားကြီး၃၀၀နေပြီး ခန္ဓာတိုက်ပြိစွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွလာတဲ့နေတူးနေမြတ်ဖြစ်တယ်ဆိုတာပုရဝါဒဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုဒီသရဉ္ဇုလာပြီနေဆိုရင်သရဉ္ဇုလာပြီသရဉ္ဇုပြီဆိုပြီးတော့လျှောက်ပြီးတော့လဲချပတ်ကြတော့မြတ်စွာဘုရားပုရဝါဒဝင်နေဖြစ်တယ်လို့ဆိုတာဒီကနေ့ဟာမြတ်စွာဘုရား တို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူပြည်ကိုပြန်လီကြွတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကြိုပူဇော်ရဲဆိုတဲ့ပူဇော်ဝဲခန္ဓာ၄မိထွန်းကြတာလုံးလို့ဒီအတိတ်ရွယ်နဲ့တရင်ညိုလာတော်ရင်သာနတ်ပြည်ကပြန်ကြွားတဲ့အခန်းနာကိုမြတ်စွာဘုရားကိုကြီးညိုပြီးတော့လူတွေကစီမီနဲ့ပူဇော်ကြတယ်လို့ ီလိုပြောင်းလဲချာမြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကသရဉ္ဇလပြည့်နေ့မှာမိထွန်းနာတော့ကတိကနက်ခတ်လို့ခေါ်တဲ့မိနက်ခတ်နဲ့ပသက်ပြီးတော့ထုံးစံထုံးတန်းစင်လာရမိထွန်းကြတာဖြစ်တယ်ပေါ့ဘုရားဘာသာနဲ့မပသက်ဘူးဂျိုးကိုပူဇော်တဲ့အနေနဲ့မိထွန်းကြတာဖြစ်တယ်အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလိဆိုတဲ့မိထွန်းမွဲကျင်းပသလိုပဲ ကိုယ့်ရဲ့အစင်လာရလှုပ်ကြတာမြမကြီးကဘုရားဘာသာဝင်နေကတော့မိထွန်းတာတော့အဲ့ဒီကတိကနေခတ်ကိုပူဇော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ဖ ೇನೆ မြတ်စွာဘုရားကိုကျိုးဆိုနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့သရေညောလပြည့်နေ့မှာမိထွန်းတယ်လို့ဒီလိုအထိပ္ပယ်ပြောင်းပြီး မှတ်မဲ့ဆိုရင်ကိုလုံးတဲ့အလုဟာအထိပ္ပယ်ရှိပြီးကုသိုလ်ကောင်းမှုကုသိုလ်ရတဲ့အလုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဖ ೇನೆ နက်ခတ်ပွဲအနေနဲ့မိထွန်းနယ်မိအလှဆင်ပြီးတော့မိထွန်းနယ်ဆိုရင်နက်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဘုရားဝတ္တရကတော့ပြောင်းလိုက်တာဒါဒီဖရာကိုစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါလိုပြောင်းထားတာဖရာကိုစုဆိုတာဂျိုကြီးကိုလုံးကိုပူဇော်တာကောဘုရားဝတ္တဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ပဲနဲ့ဖရာကိုစုကိုပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ပူဇော်မှုဖြစ်လာ ချိုးပူဇော်တာတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်။မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တတ်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်သောကြောင့်အတိုင်းမသိများစွာအကျိုးရှိတဲ့ကုသိုလ်ရတယ်။စိတ်ထဲမှာအာယုံပြုလိုက်ရင်လည်းကုသိုလ်တွေအများကြီးဖြစ်သွားပြီ။အဲ့ဒီဝန္တာပိတိကုသိုလ်ဟာဖယားနဲ့ပတ်သက်ပြီးဝန္တာပိတိကုသိုလ်တမန်လို့မအောင်မိတယ်နဲ့။ဥပမာမဲ့ကြည့် စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်လေးရဲ့တံမိုးဟာစိန်လေးရဲ့တံမိုးဟာဘလောက်ကြီးတော့ဆိုလိုင်းခင်းတဲ့ကြောက်အစည်းတရာရောင်းတာနဲ့ဒီစိန်ကလေးတစ်ပွင့်နဲ့မတူဘူးနော်အဲ့တော့တံမိုးချင်းกว่าတယ်ကြောက်တော့ကြောက်ပဲလိုင်းခင်းတဲ့ကြောက်ဟာကားကြီးတွေနဲ့အစည်းတရာတိုက်ပြီးတော့ချတံမိုးဒီကြောက်ကလေးတစ်ပွင့်ရင်တံမိုးပတ္တမကွာတယ် ဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှာတန်ဖိုးခြင်းကွာတတ်တယ်။အဲ့တော့တန်ဖိုးရှိတာဟာကိုရအောင်တို့လုပ်ရမယ်ဆိုတဲ့နှလုံးသွင်းတရားလေးထားပြီးတော့အစဉ်လာမှုလှုပ်ထမဟုတ်ပဲနဲ့အထိပယ်ရှိရှိတို့ဘာဖြစ်လို့သရင်ညိုလာပြီးမှမိထွန်းတယ်လေဖះကိုပူဆော်တယ်လေဆိုရင်တာဝရိန္ဒနတ်ပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကအဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွားရောက်လာတယ်မြတ်စွာဘုရားကို ခေယုကျူပူဇော်သောအဖြစ်ဒုတိယပူဇော်တယ်လို့ဒီလိုအယုံပြုလို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဇော်တဲ့အနေနဲ့အဘိဓမ္မာခါတော်နေ့ကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ်ဗုဒ္ဓပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်သံဃာတွေလှူတာတဏ္ဍသံဃာပူဇာပေါ့နော် ရဏသမားကိုပူဇော်လဲရတဲ့ပူ